မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပြည်နဲ့ညဝရီမြို့အမှတ်၄ရပ်ကွက်မှာ BGF အချင်းချင်းအပြန်အလှန်တိုက်ခတ်မှုဖြစ်ပွားပြီးတော့ခွပ်ပြေးသွားတဲ့တေုံနာဦးကို BGF တပ်ဖွဲ့ဝင်များကဖမ်းဆီးပြီးတော့ရိုက်နှက်ဆက်ဆေးရာတဦးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလနေ့ရက်နေ့မနက်၁၇နာရီကအချိန်မှာညရီမြို့အမှတ်၄ရပ်ကွက်မှာအကြမ်းဖက်ဆစ်ခွေးလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များကကြားဖြန့်လုကန်ရန်အငှားချထားတဲ့အခြား BGF တဦးရဲ့နေအိမ်ကိုလိုင်းကြီးလာရောက်ကောက်ယူခဲ့တယ်လို့သိရပါတယ်။အခုလိုကောက်ယူခဲ့မှုကြောင့် BGF အချင်းချင်းအပြန်အလှန်တိုက်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အခုလိုပြစ်ခတ်မှုအတွဲမှာကြားပြန့်လောက်ကန်နေတဲ့တရုတ်နိုင်ငံသား၂ဦးကနေအိမ်ကနေထွက်ပြေးသွားတယ်လို့သိရပါဗါးအဲ့ဒီတရုတ်နိုင်ငံသား၂ဦးကိုငွေလာကောက်တဲ့ BGF တပ်ဖွဲ့ဝင်တွေကလိုက်လံပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအခုလိုပြစ်ခတ်မှုကြောင့်ရက်ွက်နေပြည်သူများဟာလည်းကြောက်ရွံ့ထိတ်လန့်ခဲ့ရပြီးအဲ့ဒီတရုတ်နိုင်ငံသား၂ဦးကိုလည်းရက်ွက်နေပြည်သူများကပဲဖမ်းဆီးပေးပြီးတော့ BGF တပ်ဖွဲ့ဝင်တွေလက်ထဲကိုပြန်လည်အံ့ခံခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရရှိတဲ့တရုတ်နိုင်ငံသား၂ဦးကိုအောက်စမူလင်းဟိုတယ်ဝင်းအတွင်းထဲမှာရှိတဲ့ BGF စီကံထိန်သိရေးရုံးမှာရိုက်နှက်စစ်ဆေးခဲ့ရတာကနေတရုတ်နိုင်ငံသားတအူးဟာဖမ်းဆီးနှိပ်စက်ခံရတဲ့ဒဏ်ရာများနဲ့သေဆုံးသွားတယ်လို့သိရပါတယ်။ကြားဖြတ်အငှားဆပြီးတော့ကြားဖြတ်လုံနေတဲ့ BGF အင်ကိုလိုင်းကြီးလာကောက်တဲ့ BGF နဲ့အချင်းချင်းညှိကြတာအိမ်ထဲနဲ့အိမ်ပြေပြစ်ကြတာတရုတ်တွေကပါဝင်ပြစ်တော့အကုန်ရှုပ်ကုန်ရော ပြီးတော့အဲ့ဒီအိမ်မှာရှိတဲ့တရုတ်နိုင်ငံကထွက်ပြေးတယ်။ရက်ကွက်ကလူတွေကဝိုင်းဖမ်းပြီးတော့ BGF ကိုပြန်အပ်တော့အောင်စဘူလင်းဟိုတယ်ဝင်းထဲကတရုတ်တွေထားတဲ့စစ်တွဲရေးရုံးထဲမှာ ထိုးစိတ်ရိုက်နေရာကနေလက်လွန်ပြီးတေးသွားတာပါတေးတာတယောက်တည်းပဲဒီကျက်စီကန်ထိန်သေးရုံးမှာထူထောင်းစစ်စင်းရင်းနဲ့တေးတာပါလို့ဒေတာသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကူတန်ရေဒါရှိမြို့နယ်မှာတောင်သူတွေစီကနေပြီးတော့ဆက်ချေးလာကောက်တဲ့တက်ချက်ကြီးမြင်းလွင်ကိုအရှင်ဖမ်းမိပြီးတဲ့နောက်လိုက်လံကယ်ထုတ်ရန်ကြိုးစားတဲ့စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေး၆កောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့ကရေဒါရှိမြို့နယ်စစ်တောင်းမြေအနောက်ဘက်ခြမ်းမှာရှိတဲ့တပ်ပိုင်မြေအဖြစ်နဲ့တင်းစီထားတဲ့မြေယာများမှာတီးစားစိုက်ပျိုးလုပ်ကိုင်နေတဲ့တောင်သူများထံကနေတက်ချက်ကြီးမြင်းလွင်ကအခါချင်းဝင်များလာရောက်တင်းယူကြောင်းသတင်းရတဲ့အတွက်ရေဒါရှိမြို့နယ်အခြေစိုက် ်တရင်3 5 3 4ရဲပေါ်များကကင်းမုတ်ဝက်ပြီးတော့ဆောင်းဆိုင်ခဲ့တယ်လို့သိရပါဗါတယ်အခုလိုဆောင်းဆိုင်နေတဲ့အချိန် မနက်7:00နာရီလောက်အချိန်မှာရေဒါရှင်မြို့နယ်တခွဲကျဲကြီးွာမှာတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကတပ်ချက်ကြီးမြင်းလွင်ကိုလက်တဘုံ၃လုံး၎င်းကန်ဆောင်တဲ့တပ်တေကန်ကပ်ပြားနဲ့ငွေသား1900ကျပ်ဖုန်း၅လုံးဒိုင်နာအမျိုးအစားဆက်နပ်ပြီးကားတစ်စီးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အခုလိုဖမ်းဆီးရရှိတဲ့တပ်ချက်ကြီးမြင်းလွင်ကိုစစ်တုံးမှန်းဥပဒေနဲ့အညီခိမ့်သိမ်းဆောင်ရွက်ထားကြောင်းရေဒါရှင်မြို့နယ်အခြေစိုက်တရင်၃၅၃၄ကအတည်ပြုထားပါတယ်အခုလိုဖမ်းဆီးပြီးတဲ့နောက်နိုဝင်ဘာလ26ရက်နေ့မှာရေဒါရှင်မြို့နယ်ဒိုရန်ကျေးရွာဘက်ကနေအင်အား၄ 40ဝန်းကျင်နဲ့ကွမ်းအုံချင်းရွာဘက်ကို၎င်းတပ်ဘက်က604နဲ့စစ်ကားတွေနဲ့အင်အား80ခန့်ဟာတခွဲကျဲချင်းရွာဘက်ကစပားရိတ်သိမ်းပြီးတော့လမ်းကြားအတိုင်းကွမ်းအုံချင်းရွာဝမ်းမာကြီးချင်းရွာဘက်ကိုလည်းစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်အခုလိုဝင်းရောက်လာတဲ့အချက်ပတ်စစ်ခွေးစစ်ကြောင်းကိုရေဒါရှင်မြို့နယ်အခြေစပ်တရင်3934နဲ့ရေဒါရှင်မြို့နယ်ပကဖတို့ကပူးပေါင်းကမိုင်းများနဲ့အသင့်ပြင်းကဆောင်းဆိုင်ပြီးတော့ဂျားဖြတ်ပစ်ခတ်တိုက်ခိုက်ရာ မွန်လေ2:25မိနစ်ကနေ4:25မိနစ်အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းစစ်ခွေး6ကောင်တေဆုံးပြီးနှုတ်ဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့များက ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့သိရပါဗျ။ဒါအပြင်စစ်ခွေးတွေအသုံးပြုတဲ့အီနာဂါဘုံးသီးတစ်လုံး၊လက်ပြဘုံးနှစ်လုံး၊ equipment ၂ခု၊ MA11 ကြီးပေါက်တစ်ခု၊အုတ်ထုပ်နှစ်လုံး၊5.5 fist ကြီး၊ရှစ်ဆက်၉တောင်းတို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေတဲ့စီးရင်ကထပ်တိုးတည်ဆုံးတာမျိုးတော့မရှိပါဘူး။လက်ရှိမှာဖမ်းဆီးရမိထားတဲ့တပ်ချက်ကြီးတအုပ်ကိုဘလို့ဆက်လက်ပြီးအရေးယူဆောင်ရွက်သွားမလဲဆိုတာကတော့စစ်တုံးမှန်းဥပဒေနဲ့အညီပဲအရေးယူဆောင်ရွက်သွားမှာပါလို့ပြောဆိုထားပါဗျ။ မြေရဲ့အနောက်ဘက်ကမ်းအထိကျွန်တော်တို့ဆက်စင်ရေးကရွေးကောက်ပွဲကိုလက်လန်းမိသမျှမရရအောင်ဖျက်မယ်ဆိုတာစစ်ခွေးတွေကိုသတိပေးလိုက်တာပါပဲလို့တိုင်ရင်3934လေးရေဒါရှင်မြို့နယ်ခြေဆိုင်ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မိုးကုတ်မြို့နယ်မှာစစ်ခွေးတပ်နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့ဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်နက်ကြီးပစ်တံတွေရောလက်နက်ငယ်ပစ်တံတွေရောကြားနေရတာစစ်ခွေးတွေဘက်ကနေပြီးတော့တိုးဝင်လာလို့ PDF တွေကပစ်တာလို့သုံးသပ်ကြပါတယ်။ဒီကနေ့မနက်9နာရီလောက်မှာဆိုရင်လေလက်နက်ကြီးပစ်တံကြားရတယ်။အဲ့ဒါကတော့စစ်တပ်ကမြို့ထဲကနေလှမ်းပစ်နေတာလို့ မိုးကုံမြို့ကန်တူကအတီးပြုပြောကြားထားပါတယ်မိုးကုံမြို့နယ်ဗော်မားကြီးွာအနီးမှာမနေ့ကဒီဇင်ဘာလ3ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မနက်အစောပိုင်းတနအီကန်မှာကြီးွာအနီးကိုဂျက်ဖိုက်တာနဲ့ဘုံကျဲခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်တိုက်ပွဲကမိုးကုံမြို့အနောက်ပိုင်းမြို့ပြင်မှာဖြစ်နေရပါစစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာတွေကို PDF တွေကလည်း drone နဲ့ဘုံကျဲတယ်စစ်ခွေးတွေကလက်နက်ကြီးအပြင်လေကြောင်းကနေပါဘုံကျဲနေတာဗျဒေသခံတွေကတော့သတိနဲ့နေနေကြရတယ်လို့မိုးကုံမြို့အနောက်ပိုင်းကဒေသခံတအူးကပြောပြထားပါတယ် ။ DNL နဲ့သဘောတူညီပြီးတဲ့နောက်စစ်ခွေးတပ်တွေကမိုးကုံမြို့ကိုနိုဝင်ဘာလ29ရက်နေ့ညနေပိုင်းဝင်ရောက်လာတာပဲဖြစ်ပါတယ်။ပြည်သူစစ်တင်းနှင်းစင်တပ်သားတွေနဲ့အပါအဝင်အင်အားတထောင်ခန့်ပါဝင်ပြီးတော့မိုးကုံမြို့စေယုံကြောင်းကြီးဘောလုံးဝင်းနေရာတွေမှာလက်နက်ကြီးတွေတပ်ဆင်ပြီးတော့တပ်ဆွဲထားပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေမှာတော့စစ်ခွေးစစ်ကြောင်းတချို့ဟာမိုးကုံမြို့ပြင်ဘက်ကိုတိုးလာလို့ PDF နဲ့ပူးပေါင်းဒေါ်လာရေးတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။ DNA လေးဆုတ်ခွာသွားပြီးတဲ့နောက်ပထမဆုံးဖြစ်တဲ့အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကတေဆုံးသူအယောက်20ထဲမနည်းရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီနောက်ပါစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေရဲ့နေအိမ်တချို့ကိုလည်းမိရှုဖျက်ဆီးခဲ့ပါသေးတယ်။စစ်ကောင်စီနဲ့အပိခတ်ရဆဲရေးသဘောတူညီပြီးတဲ့နောက် PNL တပ်တွေဆုတ်ခွာသွားပေမယ့်ဘိုးဘုံမြို့နယ်ထဲမှာတော့စစ်တပ်နဲ့ PDF တွေတိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားကြပါတယ် ဒီအနာလီကမိုးကုတ်မြို့ကနေဆုတ်ခွာမယ်လို့အော်တိုဘာလ29ရက်နေ့မှာပြတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်မိုးကုတ်မြို့ပေါ်ကိုကာကွယ်ဖို့ဆိုပြီးတော့မန္တလေးတိုင်းအတွင်းက PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေအပါအဝင်မြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေပါတယ် ်တရနယ်လေးက၎င်းတို့အနေနဲ့မြို့ကိုစစ်တပ်လက်ထဲကိုအနံမှာဖြစ်ပြီးတော့တော်လန်ရေးအဖွဲ့တွေကိုတနတ်မဖောက်ဖို့ခေါ်ပြီးတော့ပြောဆိုခဲ့ပါသေးတယ်။ဒါကြောင့် PDF နဲ့တော်လန်ရေးတပ်တွေကမြို့အပြင်ဘက်ကိုဆုတ်ခွာခဲ့ပေမဲ့မြို့ပြင်ဘက်ကိုစစ်ကြောင်းတွေထွက်လာလို့ PDF တွေကတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။လက်ရှိမှာတော့စစ်ခွေးတပ်ကမိုးကုတ်မြို့တွေကနေရာတချို့မှာလက်နက်ကြီးတွေကိုတပ်ဆင်ပြီးတော့တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကိုပြစ်ခတ်နေတယ်လို့သိရကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်မှာတလတာအတွင်းစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်ခွေးတပ်ကမရင်းကျင့်ဖမ်းဆီးတပ်ဖြတ်မှုပြည်သူ16ဦးသေဆုံးပြီးတော့ကျေးရွာ10ခုကနေအိမ်အလုံး80ကျော်ကိုလည်းမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလအတွင်းမှာပေါ့မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်နဲ့ဒေသခံပြည်သူတွေများပူးပေါင်းပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗျ။ ဲ့ဒီစစ်ကြောင်းဟာဂျေးရွာများကိုမိရှုဖျက်ဆီးခြင်းပြည်သူများကိုမရင်းကျက်ဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့ဂျေးရွာအတွင်းမှာနေမိုင်းများကိုထောင်ထားခဲ့တဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်ပြည်သူ၁၆ဦးဒေဆုံးပြီးတော့လေးချောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူပြည်သူ၁၉ဦးရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖမ်းဆီးခဲ့တဲ့ပြည်သူ၁၅ဦးမိုင်းနှိမ့်ပြီးတော့ကိုရင်ကဆုံးရှုံးခဲ့ရသူ၅ဦးနဲ့မရင်းကျင်ခံရသူ၁ဦးရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးတပ်ကပေါင်းမြုံနဲ့အတွဲမှာရှိတဲ့ကြေးဝါများကိုနိုဗမ်ဘာလအတွင်း Jet Fighter နဲ့လေကြောင်းတိုက်ခတ်မှု၉ကြိမ်112နဲ့၄ချောင်းတက်ခတ်မှု48ကြိမ်စက်တက်၄ထင်းနဲ့၄ချောင်းတက်ခတ်မှု14ကြိမ် ဂျိုင်ရိုကော်ပန်နဲ့လေးချောင်းတက်ခတ်မှု၁၇ကြိမ်နဲ့လက်နက်ကြီးနဲ့တိခတ် တက်ခတ်မှု၂၁ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးစစ်ချောင်းကကြီးပါတွေကိုဇက်တိုက်စစ်ချောင်းထိုးပြီးတော့မိရှုဖျက်ဆီးတာအပြင်ပြည်သူတွေကိုမရင်းကျင်ဖမ်းဆီးတပ်ဖြတ်တာလေးချောင်းကနေဘုံကျဲတက်ခတ်တာတွေကြောင့်ပြည်သူ၁၆ဦးသေဆုံးခဲ့ပါတယ်လို့ပေါင်းညွန့်တဲ့လူသားစာနာဌာနကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ချောင်းဟာကြီးပါ၁၀ခုနဲ့စစ်ရှောင်းစခန်းတစ်ခုကိုမိရှုဖျက်ဆီးခဲ့ခြင်းကြောင့်နေအလုံးပေါင်း85လုံးနဲ့ဆေးရှောင်တဲ့အိမ် 30လုံးမိလောင်ပြကြခဲ့ရတယ်လို့သိရပါဗါဒကျမစစ်ခွေးတွေနဲ့ပြူစောတိများဟာပြည်သူများအပေါ်အကြမ်းမှုများတုံးမြင့်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြည်သူများအလုံးလေးချောင်းလက်နက်ကြီးအနေနဲ့များကိုအချိန်နဲ့တပြေးညီထုတ်ပြန်ကြေညာပေးနိုင်မှုများကိုလိုက်နာကြရန်ပေါ့မြွနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့စစ်ခွေးတွေရဲ့ကြောပြန်အာနာသိမ့်မှုမှာပါဝင်ခဲ့တဲ့ မတာပေါ်သွားပြီဖြစ်တဲ့ဒုရယသမရဥမြင့်ဆွေပိုင်ဆိုင်နဲ့မန္တလေးမြို့မှာရှိတဲ့မြေွက်ကိုသူ့ရဲ့သမတ်ဖြစ်သူကရောင်းစားလိုက်တဲ့အတွက်ဖြည့်ရှင်းပေးဖို့ဥမြင့်ဆွေရဲ့မိန်းမဖြစ်သူကဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့ထုံးစေကောင်းစီထိန်းချုပ်တဲ့သတင်းစာမှာကြေညာချက်ထည့်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတာပေါ်သွားပြီဖြစ်တဲ့ဥမြင့်ဆွေပိုင်နဲ့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့အကွက်အမှတ်မ59ဥပိုင်အမှတ်31 area 3.1 3.1အကျယ်မှာရှိတဲ့မြေွက်ကို ပမတ်ဖြစ်သူကရောင်းစားလိုက်လို့ဂျင်ညာချက်မှာပါလာပါတယ်အဲ့ဒီမြေခွက်ကိုဦးနှင်းဆွေကအမွေပေးခဲ့တာလွဲပြောင်းပေးခဲ့တာမျိုးမရှိဘူးလို့လည်းဆိုထားပါဗျ။မြေခွက် Grand Tatan တိုးဖို့အတွက်ကိုယ်စားလှယ်လွဲစားပေးထားတဲ့အချိန်မှာပမတ်ဖြစ်သူဦးတာယာမြင့်ဆွေကဦးနှင်းဆွေရဲ့ဇနီးဖြစ်သူဒေါခင်တက်ထေးရဲ့ သားဖြစ်သူတို့အပါအဝင်အခြားမိသားစုဝင်တွေမသိအောင်အဲ့ဒီမျိုးခွက်ကိုရောင်းစားသွားတာလို့ကြီးညာချက်မှာထည့်သွင်းထားပါတယ်။ဒါကြောင့်ကြီးညာချက်ထုတ်ပြီးခုနှစ်ရက်အတွင်းလာရောက်ဖြစ်ရှင်းဖို့နဲ့မဖြစ်ရှင်းရင်တရားစွဲမယ်လို့ဦးမြင့်ဆွေရဲ့ဇနီးဒေါခင်တက်ထေးကတရင်းစာမှာကြီးညာချက်ထည့်လာတာပဲဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ စစ်ခွေးတက်ကတင်းမြောက်လိုက်တယ်ဒုတိယသမ္မတ1ဦးမြင့်ဆွေဟာ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာသမ္မတဦးဝင်းမြင့်ဖမ်းဆီးခံရပြီးတဲ့နောက်ယာယီသမ္မတအဖြစ်နဲ့နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးအာဏာသိမ်းမှုမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျမ်းမာရေးခြုံရင်းလာပြီးတော့ပြီးခဲ့တဲ့ဩဂတ်လအတွင်းမှာမှမတာပေါ်သွားခြင်းပဲဖြစ်ပါတယ်အခုမြေခွက်ကိစ္စနဲ့ပတ်သက်တဲ့သမတ်ဖြစ်သူကတော့ဦးမြင့်ဆွေရဲ့သမီးဒေါ်ခေတထားဆွေရဲ့ခင်မုန်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစင်အမြဲတမ်းကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာ။ ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ channel တခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ်လို့ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြားလာတဲ့အတော့ အတူပသတိပြုပြီးတော့အားပေးစီကြပါလေခင်ဗျာ နေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရင်းမာပင်မြို့နယ်တိရပင်ရွာကိုအချမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၃ရက်နေ့ညနေ9:00နာရီကမှရင်းမာပင်မြို့နယ်တိရပင်ရွာကိုအချမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ရာပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ပြီးသူတွေမွေးမြူထားတဲ့နွားသုံးကောင်လဲတင်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ကျွန်တော်တို့ယွာကိုဘာပြစ်မှတ်ရှိလို့အခုလို့လုံနေတာလဲမသိဘူး။မြေပြင်မှာလဲဘာတိုက်ပွဲမှမရှိတယ်လို့စီရေးပြစ်မှတ်လဲဘာမှမရှိပါဘူး။အခုဒီချိန်မှာတော့စစ်တပ်ကဘုံလေးလုံးလာကျဲသွားတာယွာလဲလမ်းမကြီးပေါ်ကိုနှလုံးကြတယ်။လူနေအိမ်တစ်လုံးပေါ်ကိုလဲတဲ့တဲ့ကြတယ်။ယွာပြင်လေခွင်းနေဘက်ကိုတစ်လုံးကြတယ်။ ဘုံကြလို့စပားရိတ်ပြန်တဲ့ပြည်သူနာဟုကြီးစားထိမှန်တယ်လို့နှွားသုံးကောင်လည်းတိတ်ဆုံးခဲ့ရပါတယ်။ဒဏ်ရာရတဲ့အမျိုးသားနှုတ်ကတော့အသက်အန္တရာယ်မစိုးရင်ရပါဘူး။အခုလိုကြီးပြင်းမှတ်ထားပြီးတိုက်ခိုက်နေတာကြီးကြတော့တရားလွန်လွန်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အချက်မဲ့စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့တရားပင်ကြီးရွာဟာအင်ဂျီတရားကျော်ရှိတဲ့ကြီးရွာဖြစ်ပြီးတော့နိုဘာမာလ6ရက်နေ့ကလည်းစစ်ခွေးတပ်ကကြီးရွာအတွင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်တချို့ပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုန်းရွာကိုလည်းအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကိုလင်းခရိုင်တရရစ်တွေကတာဝန်ရှိသူကပြောကြားထားပါတယ်။ ဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်10:18မိနစ်ခန့်မှာကံဘလူမျိုးနဲ့ဇီးကုန်းရွာကိုလည်းအကြမ်းစစ်တပ်က Jet Fighter တစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွဲမှာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိကဒဏ်ရာအခြေအနေကတော့မစိုးရင်ရဘူးလို့ပြောပါတယ်။ကျွန်တော်တို့သိတာကတော့ပြည်သူတအုပ်ထိခိုက်ထားတယ်လို့ကြားတယ်။ဒဏ်ရာအခြေအနေမစိုးရင်ရပါဘူးလို့ Calling KI တိုင်ရင်တကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါဗျ။ဒါအပြင်ကရင်ပြည်နယ်တန်တောင်ကြီးမြို့ကိုအကြမ်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုဝင်ဆောင်အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိကနေနှလုံးထိမှန်ပျက်စီးသွားကြောင်း KNU တော်ဦး district ကထုတ်ပြန်ထားပါတယ်ဒီဇင်ဘာလ1ရက်နေ့ည9:00နာရီခွဲအချိန်ကမှအကြမ်းမဆက်တရဲ့ဘရင်နောင်တက်မျိုးကစစ်ခွေးများကလက်နဲ့ကြီးများနဲ့ပြစ်ခတ်ခဲ့ရာတန်တောင်ကြီးမျိုးအမှတ်3ရက်ကအတွင်းမှာရှိတယ်နော်ဝင်းတလုံးနေအိမ်နဲ့နော်လိုအိမ်နေအိမ်တို့ထိမှန်ပျက်စီးခဲ့ကအသက်22နှစ်အရွယ်နော်ချစ်စုကိုဝင်ရှစ်လာဟာ လက်နဲ့ကြည်ကြည်စလက်ဘင်းမှာထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အကြမ်းဖက်ဆဲတက်ကတန်အောင်လန်းကိုမကြာခဏပိတ်ဆို့မှုကြောင့်ပြည်သူများတွာလာရခက်ခဲနေပြီးလက်နဲ့ကြည်ရန်များကိုလည်းစိုးရိမ်ကြောက်ရွံ့လျက်ရှိတယ်လို့ KNU တော်ဦး District ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ